အမျိုးသားညီညွတ်ရေးဆိုရ NUG အနေနဲ့အခုနှစ်2025ခုနှစ်မှာကြီးမားတဲ့တော်လှန်ရေးအလှည့်ပြောင်းဖြစ်ပြီးတော်လှန်ရေးအောင်ဖို့ကိုပိုပြီးကြိုးစားသွားမယ်လို့ NUG ရဲ့ယာယီသမရဒူဝါလက်ရှိလာကဧပြီလ18ရက်နေ့နှစ်သစ်မိန်ခွန်းမှာထည့်သွင်းပြောဆိုလိုက်ပါတယ်။ဒီကနေ့မှာ NUG တီထောင်တာ၄နှစ်ပြည့်ပြီဖြစ်သလိုထိုက်တင်တဲ့အောင်မြင်မှုတချို့ကိုလည်းရရှိထားပြီလို့သူကဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ NUG ရဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေအဓိကပါဝင်ခဲ့တဲ့တပ်ပေါင်းစုတွေကအင်းတော်မျိုးကိုတင်ပိုက်ပြီး တမခုံခုံတမမှုကိုလည်းအရှင်ဖန်းစီနိုင်ခဲ့ပါသေးတယ်။တတ်နိုင်သည်များဒီဒေါ်လာငွေကို အများဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေပပျောက်သွားအောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ထို့ဖြင့်ဒီ2025ခုနှစ်ထာကြီးမားတဲ့ဒေါ်လာငွေအလှည့်ပြောင်းဖြစ်လာစေမယ့်နှစ်ပြည်သူလူထုအတွက်ဒေါ်လာငွေအပြည့်သက် အောင်ပွဲအလင်းကြောင့်ကိုယူဆောင်သွားနိုင်မဲ့အနစ်ဖြစ်ဖို့ကျွန်တော်တို့တော်လာနေရင်သာစုတည်အားလုံးဆက်တဲ့ဘူးကြိုးစားသွားရမှာ ဖြစ်ပါတယ်။အန်ဂျီအနေနဲ့၄နှစ်တာအတွင်းမှာတိုင်းသားတော်လိုင်းအင်အားစုတွေနဲ့နိုင်ငံရေးအရစီရေးအရဆွေးနွေးမှုတွေဥပပေါင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးစကိုင်းကချင်ဆက်ကအမှတ်၁စစ်ဒေသမှာလည်းကချင်လူမျိုးရေးတပ်မတော် KIA နဲ့ပူးပေါင်းစီရေးလှုပ်ရှားမှုတွေရှိနေပါတယ်။ တဖက်မှာလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပပြီးလက်ရှိဖြစ်ပေါ်နေတဲ့ပဏိပခတွေကိုအဆုံးသတ်နိုင်ဖို့လှုံ့ဆော်မယ်လို့နှစ်စံတရက်နေ့နှစ်တကူမင်းကုန်းမှာထည့်ပြောလာပါတယ်။အဲ့ဒီမင်းကုန်းကိုပြောခဲ့တဲ့ဧပြီလ18ရက်နေ့မှာပဲစစ်ကောင်စီကတန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL သိမ်းပိုက်ထားတဲ့မိုးကုံမြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။နိုင်ငံတော်ဖူဖူတွတ်တက်စီဖို့အတွက်ဒီညီအေးချမ်းမှုလည်းလိုအပ်ပါတယ်။ ဒါကြောင့်လည်းရေချီတည်တတ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖောင်ဆောင်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအစိုးရနိုင်ဖို့ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းကြဖို့ဖြစ်ခေါ်ကာဏထားပြီးလည်းဖြစ်ပါတယ်။ပြည်တော်စုပွားတိုင်းရင်းသားညီအစ်ကိုများဖြစ်ကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူးပေါင်းပါဝင်ဆောင်ရွက်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ မိုင်းစစ်ဆေးပြဆိုင်ရောမယ်ဒီလိုလိုက်တော့ချစ်ကြီးနံပါတ်ကတော့ငါထောင်ငါထောင်ကောင်းလေလက်တလုံးမှာစစ်ကောင်စီကတိုင်းစစ်ဌာနချုပ်နှစ်ခုကိုလက်လွတ်ထားရသလိုမြို့ပေါင်း90ကျော်ကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းကဒေသတချို့ကိုတရုတ်ရဲ့အကူအညီနဲ့ပြန်ရတာမျိုးရှိပေမဲ့စစ်တပ်အထိုင်ရခွင့်အပြေအဝမရပါဘူး။ဒီလိုချိန်မျိုးမှာစစ်ကောင်စီက ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပပြီးငြိမ်းချမ်းရေးဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့စစ်ကောင်းဆောင်ကသူတက်ရောက်တဲ့ပွဲတိုင်းလို့လို့မှပြောနေပေမဲ့တော်လိုင်းတက်ဖွဲ့တွေဘက်ကတော့အယုံကြည်မရှိကြပါဘူးကျွန်တော်တို့ဟာပြည်သူလူထုရဲ့ယုံကြည်မှုပေးအပ်ထားတဲ့တာဝန်ကိုထမ်းဆောင်နေတယ်ဒါကြောင့်ရရှိထားတဲ့အောင်မြင်မှုတွေမှာပဲကျင့်တတ်နေမှာမဟုတ်ပဲပြည်သူလူထုအားလုံးလူလာတောင်းတတဲ့တော်လိုင်းရဲ့အောင်ပွဲရတဲ့အချိန် ဒဇိုက်မတ်မတ်ရှေ့ကိုခြေတက်သွားမှာဖြစ်ကြောင်းပြောကြလိုပါလေ။အဲ့မပြေးလိုက်ရင်ပြေးလို့ရတယ်